ကောင်းစီတက်ဟာတအံအမျိုးသားလုံးမြောက်ရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့မျိုးတွေတဲကတီဘောမျိုးကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ထိန်းချုပ်ထားတဲ့မျိုးတွေကလည်း TNL ဆုတ်ခွာပေးနေရမှုအပေါ်ဝေဖန်မှုတွေရှိလာပါတယ်။ TNL ဟာ2023အောက်တိုဘာ29ရက်နေ့ကစတင်ခဲ့တဲ့1320ခုစစ်စင်ရေးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲ၊တီဘော၊နမ်ဆန်၊မိုင်းလုံ၊မိုးမိတ်၊မန်တုံ၊နမ်တူ၊ကွက်ခိုင် နောင်ကျိုနမ်ခမ်းမိုင်းငေါမျိုးနဲ့မန္တလေးတိုင်းကမိုးကုံမျိုးတို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်2025နှစ်လပိုင်းမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်ကြောင့်ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာနောင်ကျိုမျိုးကို TNL ကလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်ဒါအပြင်ကြောင်မဲမျိုးကိုအော်တိုဘာလာတရနေ့နဲ့အော်တိုဘာ18ရက်မှာတီပေါ်မျိုးကိုပါထပ်မံလက်လွတ်ခဲ့ရပါတယ်ဒါအပြင် TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုလည်းလေကြောင်းကနေနေစဉ်ပုံကျဲနေပါဗျ။စစ်တပ်ဟာတီဘော့ကိုတင်းယူပြီးတဲ့နောက် နမ်တူမြို့ကိုလည်းစစ်ကြောင်းထိုးနိုင်တယ်လို့သတိပေးချက်တွေရှိနေပါတယ်။ထိန်းချုပ်ထားတဲ့မြို့တွေကနေဇက်တိုက်ဆုတ်ခွာပေးနေရတဲ့ TNL ရဲ့စစ်ရေးစွမ်းရည်အပေါ်ဒေသခံတွေနဲ့နိုင်ငံရေးအတိုင်းဝိုင်းတွေက မေးခွန်းထုတ်နေကြပါတယ်။ TNL မှာတရုတ်ရဲ့ဖိအားရှိနေတဲ့အပြင်တစ်ဖက်မှာစစ်တပ်ကတရုတ်ရဲ့လက်နက်ခဲယံနီးပညာ drone စားတဲ့အကူအညီတွေရနေတာကြောင့်စစ်တပ်ထိုးစစ်ကို TNL ခုခံဖို့ခက်ခဲနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးလေးလာသူတအူကပြောပါရယ် ဒါပေမဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာပါဝင်ခဲ့ဘူးတဲ့တော်လိုင်းရဲဘော်တအူကတော့တရုတ်ကဖိအားပေးလို့ဆိုတာနဲ့တင်မလုံလောက်ပါဘူးတစ်တုံညာနှစ်ခွန်တုန်းကတမျိုးပြီးတမျိုးဇက်တိုက်သိမ်းခဲ့တာအခုကရေကုံရေကမ်းမတိုက်ပဲစုတ်ခွာပေးနေရတာကြီးလို့မကောင်းဘူးလို့ပြောပါတယ်စုံမအတူတူတော့ဘာလို့တိုက်သေးလဲအသက်ပေးသွားတဲ့ရဲဘော်တွေကိုအားမနာဘူးလို့ပြည်သူတအူကပြောပါတယ်အခြားပြည်သူတအူကလည်းစုံမနေနဲ့မတိုက်ပဲပြန်ပေးလိုက်ပါအခုကစကားစကားမိုတီရနေပြီလို့မှတ်ချက်ပြုပါတယ် စစ်အုပ်စုရဲ့တီဘောမျိုးတိန်းနိုင်ကြောင်းသတင်းထုတ်ပြန်ရမှာအော်တိုဘာ၂ရက်မှစ၍ထိုးစစ်ဆင်ခဲ့ပြီးအော်တိုဘာ16ရက်နေ့ညမှာတိမ့်ပိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်စစ်ဆင်ရေးကာလအတွင်းတိုက်ပွဲကြီး9ကြိမ်ထိတွေ့တိုက်ပွဲ20ကြိမ်နဲ့စုစုပေါင်းတိုက်ပွဲ28ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တီဘောမျိုးတိန်းတိုက်ပွဲတွေကနေရုပ်လောင်း73လောင်းနဲ့လက်နက်9လက်သာတိမ့်စီရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ် DNL ဆုတ်ခွာရချိန်မှာ မျိုးပေါ်ကအဆောက်အုံတွေကိုမီးရှို့ခဲ့တယ်လို့တီဘောဒေတာခံတွေကပြောကြားပါဗျ။ TNN တွေကတော့သူတို့အနေနဲ့တရုတ်အစိုးရရဲ့ဖိအားကို ရင်ဆိုင်ရပေမဲ့မျိုးတွေလက်လွတ်ဆုံးရှုံးနေရတဲ့အပေါ်အပြေရှားသွားမယ်လို့ကြောင်မဲမျိုးကိုလက်လွတ်ပြီးတဲ့နောက်ဖြေကြားခဲ့ပါဗျ။ရှမ်းပြည်မြောက်ပိုင်းမှာစစ်ကောင်စီတပ်အခုလိုပြန်ကောင်းထောင်လာနိုင်တာဟာတရုတ်ရဲ့ကူညီပေးမှု TNNL နဲ့ MNDA တို့အပေါ်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်လည်းဖြစ်တယ်လို့စစ်ရေးအကဲခတ်တအူကမှတ်ချက်ပြုပါဗျ။ ပြဿနာကမြောက်ပိုင်းက TNL တို့ကိုကန်တို့ကိုတရုတ်ကကြိုးတုပ်ပြီးထိုးခိုင်းတာဖြစ်တာသူကချုပ်ပေးပြီးစစ်တပ်ကိုထိုးခိုင်းတာလွတ်လွတ်လပ်လပ်မထိုးရတော့မြောက်ပိုင်းကအဖွဲ့တွေခံရတာလို့အဲ့ဒီစစ်ရေးအကဲခတ်ကပြောကြပါတယ်စစ်ကောင်စီတပ်ဟာတရုတ်ပြည်အားကင်းလွတ်တဲ့အာရခတပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ရင်ဆိုင်အတွေ့မှာတော့အလဲလဲအကွဲကွဲအထိနာ ဆုံးရှုံးမှုများပြားနေတာတွေ့ရတယ်လို့စစ်ရေးလေးလာသူတအူးကပြောပါတယ်တီအန်အန်လေးခေါင်းဆောင်တအူးဖြစ်တဲ့ဘိုးချုပ်တာဖုံးကျော်က စစ်ကြီးထဲမှာကြံရစ်တဲ့သူတွေနဲ့အတွေးသစ်ဗျူဟာသစ်တွေချဲလုံကြတာပေါ့လို့အော်တိုဘာလာ၁၇ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက် Facebook မှာရေးသားထားပါတယ်။အဲ့ဒီလိုရေးသားပြီး၆ရက်အကြာမှာတီယန်နန်လေကတီပေါ်မြုပ်ကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ရှမ်းမြောက်ရေးလေးလာသူတအူကတော့စစ်ကောင်စီဟာအခုလောလောဆယ်တီယန်နန်လေကိုဖိပြီးထိုးစစ်ဆင်နေတာဖြစ်ပေမဲ့ရှမ်းမြောက်ခြေဆိုင်တပ်တွေဖြစ်တဲ့တီယန်နန်လေ SSPB KIA MNDA တို့အကြားညီညွတ်မှုမရှိရင် အတူတူကစစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုမရှိရင် နောက်ပိုင်းမှာစစ်တပ်ရဲ့စစ်ရေးဖီအားကိုအဖွဲအားလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့သုံးသပ်ပြောကြပါရယ်။ဒါကြောင့်တော်လိုင်းတက်တွေချင်းပူးပေါင်းပြီးစစ်တပ်ကိုတိုက်ခိုက်ဖို့တင့်ပြီလို့အကြံပြုထားပါရယ်။ဒါအပြင်တီဘောမျိုးနယ်နဲ့နမ်တူမျိုးနယ်ကိုဆက်သွယ်ထားတဲ့မိုးတေတဒါမိုင်းခွဲဖြက်စည်းခံရတယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီ SSPB ကထုတ်ပြန်ပါတယ်။နမ်တူချောင်းပေါ်ရှိမိုးတေတဒါဟာ အော်တိုဘာလ18ရက်နေ့ည7:00နာရီကျော်အချိန်ကမိုင်းခွဲဖျက်ဆီးခံရပြီးတရားရဲ့အလဲကနေရကြိုးကျပျက်စီးသွားတယ်လို့ဆိုပါရယ်နောက်ထပ်သတင်းအနေဖြင့်ဘောလခဲစီစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာရှေ့မတိုးနိုင်ပဲရက်တန့်နေတယ်လို့ KACA ချုပ်ကပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်နီပြည်နယ်ဘောလခဲမြို့စီစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာရှေ့ဆက်မတိုးနိုင်ပဲရက်တန့်နေတယ်လို့ကရင်နီတပ်မတော် KACA ချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကပြောကြားပါရယ် ဖရူဆိုမျိုးနဲ့ဘက်ကနေဘောလခဲမျိုးနဲ့ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကနေထွက်ပြေးသူတွေများပြားနေတယ်လို့လည်းဆိုပါရယ်ဖရူဆိုမှာပဲတန့်နေတယ်သူတို့ဘက်ကတပ်ပြေးတွေလည်းများတယ်ထတ်တိုးဖို့လည်းတတ်တိမရှိတော့ဘူးထင်တယ်မတိုးနိုင်ဘူးဖရူဆိုမှာပဲကြံခဲ့တယ်လို့ဖရူဆိုဘောလခဲစစ်ကြောင်းနဲ့ပတ်သက်ပြီးဗိုလ်မှူးကြီးဖုံးနိုင်ကရှင်းပြပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းကဖရူဆိုမျိုးနဲ့အမှတ်ဆက်လေးတမ်းမြစ်စည်ရေးလေ့ကျင့်ရေးကြောင်းအနည်းကား မာခရိုရှင်းရဲ့ logic ကိုရွာရီအနီးတစ်ဝိုက်မှာပဲရှိနေသေးတယ်လို့လည်းကရင်နီစစ်ဘက်သတင်းရေးမြစ်ကပြောကြပါဗျ။ဒီမော့ဆိုပရူဆိုလမ်းတစ်လျှောက်မှာလည်းစစ်ကောင်စီတက်ဆွဲထားလို့တော်လိုင်းရေးတက်တွေနဲ့တိုက်ပွဲနေစဉ်ဖြစ်နေပြီးဘော်လခဲမျိုးနယ်ဘက်ကလည်းမျက်နှာမူစစ်ကြောင်းထုံးမဲ့စစ်ကောင်စီတက်ကမာခရိုရှင်းကျေးရွာဘက်ကနေစစ်ရေးလှုပ်ရှားနေတယ်လို့အတည်ပြုထားပါဗျ။ဒါအပြင်ဒီမော့ဆိုမျိုးနယ်ဘက်ကစစ်ကောင်စီတက်စစ်ကြောင်းတွေအနေနဲ့လည်း ထိုးစစ်ထက် drone လက်နက်ကြီးတွေနဲ့တာနေစဉ်ပြစ်ခတ်မှုပြုလုပ်နေတယ်လို့မြေပြင်ရဲဘော်အချို့ကပြောပါတယ်။စစ်ကြောင်းချင်းတွေကတိတ်တော်မထူသေးဘူး။စကားဆဘက်က drone နဲ့ကင်းထောက်ပြီးအနီးနားဝင်းကျင်တွေကိုလက်နက်ကြီးတွေနဲ့တိုက်ခိုက်တာတော့ပုံမှန်ပဲလို့ဒီမော့ဆိုမျိုးကရှေ့တန်းရဲဘော်တအူကပြောပါတယ်။အော်တိုဘား6ရက်ကဘော်လခဲမျိုးနဲ့ဝမ်မလန်ကျေးရွာအပေါ်ဘက်တောင်ကုန်းပေါ်မှာစစ်ကောင်းစီတပ်နဲ့တနားရီကြားတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်းစီတပ်အထိနာခဲ့တယ်လို့ကရင်ပြည်မျိုးသားများကာကွယ်ရေးတပ် KNDF က အော်တိုဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ကရင်ပြည်နယ်အတွင်းပြည်နယ်တခြားစီးရီးအခြေအနေအရလွိုင်းကောဒီမော့ဆိုဖရူဆိုဘောလခဲနဲ့ရှမ်းကရင်နီနယ်စပ်ဖဲခုံမြို့နယ်တွေမှာစစ်ကောင်းစီတပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့ခံပန်းမြို့ကိုတီးပြီးစစ်တပ်စစ်ကြောင်းထိုးဖို့ပြင်နေတဲ့တရင်ကို တင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းခံပန်းမြို့ဘက်ကို ကလေးတမှုလန်အတိုင်းစစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာလို့စီရေးအခြေအနေသတိပြုကြဖို့ကာကွယ်တပ်ဖွဲ့တွေကသတိပေးထားပါတယ်။ကလေးမျိုးနယ်ဘက်ကနေလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာအော်တိုဘာ၁၈ရက်နေ့မှာကလေးတမှုလန်ကတမှုမျိုးနယ်ဘက်မှနေရာယူထားတယ်လို့သိရပါတယ်။လက်ရှိမှာကလေးတမှုလန်သွာလာကွင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကန့်သတ်ထားပြီးဒေသခံအချို့စစ်ပေးရှောင်နေကြတယ်လို့သတင်းရရှိပါတယ်။လုံခြုံရေးအခြေအနေအရကာကွယ်တပ်ဖွဲ့တွေထုတ်ပြန်ထားတဲ့သတိပေးချက်တွေကိုလိုက်နာကြဖို့ တမူးခရိုင်ပြည်သူ့ကာကွယ်တပ်ရင်းလေးကတိုက်တွန်းထားပါဗျ။ခံပန်းမြို့ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ဒေတာရင်းတော်လိုင်းတပ်ဖွဲ့တွေက2023နိုဝင်ဘာလ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါဗျ။စကိုင်းတိုင်းမှာ PDF တွေပထမဆုံးသိမ်းပိုက်ခဲ့တာဖြစ်ပြီးယနေ့အထိထိန်းချုပ်ထားတာဖြစ်ပါဗျ။ပြီးခဲ့တဲ့ဩဂုတ်လကလည်းကလေးတမူးအာရှလမ်းပေါ်ကနမ်မွန်တားရွာမှာစစ်ကောင်းစီစစ်ကြောင်းတွေဝင်ရောက်လာပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပါဗျ။တိုက်ပွဲတွေမှာစစ်ကောင်းစီတပ်စစ်ကြောင်းတွေအထင်အားပြီးပြန်ဆုတ်ခဲ့ရပါဗျ။ တမူးခရိုင်အတွင်းမှာမြို့တင်မြို့ခံပတ်မြို့နဲ့တမူးမြို့တို့ပါဝင်ပါတယ်မြို့တင်မြို့ကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက2024မေလမှာတင်ယူခဲ့ပါတယ်အခုအခါမှာတော့စစ်ကောင်စီစစ်ကြောင်းတွေက တမူးမြို့နယ်ဘက်ကိုဦးတည်ပြီးဝင်ရောက်လာနေတာဖြစ်ပါတယ် PDF တွေကခံပတ်မြို့ကိုတင်ပိုက်ပြီးတဲ့နောက်စစ်တပ်က2023ဒီဇင်ဘာလမှာပဲစစ်တပ်စစ်ကြောင်းတွေဆေလွတ်ပြီးပြန်သိမ်းနိုင်ဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့တော်လိုင်းတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်းတွေထိနာပြီးပြန်ဆုတ်ပြေးခဲ့ရပါတယ်။